နင်းကွေသားသမီးများစီးပွားရေးဒီရွှေချိန်တွေမှာမိတ်ဆွေအတွက်အများဆုံးကြုံတွေ့ရမယ့်ကိစ္စကတော့ကိုလိုရှိတာထပ်ပို့လို့ရခြင်းပို့မှုအကျိုးရခြင်းတို့ဖြစ်မဲ့အချိန်မှာပဲမရောက်ဘူးသေးသောနေရာဒေသတို့ရောက်မယ်ကောင်းသောရောက်ရှင်ပဲဖြစ်ပါတယ်လုပ်ငန်းရှင်များစီးပွားရေးကိုအင်းနဲ့အားနဲ့လုပ်ရမကောင်းသောရက်ပဲဖြစ်ပါတယ်ဝင်နလာကစားများဖြစ်ရှင်ရတဲ့ပြဿနာတစ်ခုပေါ်တတ်ပါတယ်။ငွေကြေးကိစ္စများအကျွေးကိစ္စများစကားများရံဖြစ်ရတတ်ပါတယ်။မိမိလှုပ်တော့လှုပ်တွင်လဲစိတ်ညစ်စရာများကြုံမယ်။ အရှိရေအပြိုလူပြိုများမျက်နှာပုတ်လန်တဲ့ကာလဖြစ်မယ်အိမ်အောင်ရှိပါကအိမ်အောင်ရေးနှောက်ရက်ဖြစ်ရတတ်ပါတယ်ငွေရသူများအနေနဲ့အရှိရေထဆစ်ရေးဆိုသလိုချစ်သူနဲ့မိမိကြားနှိမ့်နိုင်များတဲ့ကိစ္စတွေပေါ်တတ်တယ်ထီထိုးမဲ့ဆိုရင်တော့ငါအစားခုနှစ်အစုံထီထိုးပေးပါအခရာမလိုပါဘူးရရရဇေဒီတော်တစုစုတွင်ဗုဒ္ဓဂုံတော်ကိုအဋ္ဌထံမဒီစိတ်ပေးပါ အိမ်ရှိဆုံးကန်ကြလာသောဖုန်ကြီးအားထန်လျက်ခဲလောင်းလှူ၍လူရေးဆန္ဒများကိုတောင်းလိုက်ပါ တနင်္လာသားသမီးများစီးပွားရေးအရက်ပိုင်းတွင်ကလားစာလွဲများနဲ့သာကြုံရတတ်ပါတယ်။မချိန်ဆသားသောသူများနဲ့ချိန်တွေ့ရတတ်ပြီးချိန်ဆသားသောသူများနဲ့လည်းလွဲလျှော်တတ်ပါတယ်။အလုတ်ကိစ္စအတွက်ချိန်ဆမှုများလုံးမဲ့ဆိုရင်တော့နေ့လယ်၁၂နာရီနောက်ပိုင်းကိုမချိန်ဆသင့်ပါဘူး။လွဲလျှော်တတ်အစင်မပြေတတ်ဖြစ်တတ်ပါတယ်။မတုံးဘူးလို့ဆိုပြီးစူဆောင်းထားတဲ့ငွေများမမျော်လင့်မဲ့ကုန်ကြများတတ်ပါတယ်။ကောင်းမီဟုစဉ်းစားဆုံးဖြတ်ထားသောလုပ်များလည်းအလွယ်လွယ်အမှားမှားဖြစ်တတ်ပါတယ်။ ဝန်ထမ်းလာကစားများဖြစ်ပါကအလုပ်တွေစိတ်ကုန်တတ်ပါတယ်။ယခုရက်ပိုင်းတွင်အလုပ်များကိုနှစ်ကြိမ်တစ်ခါလုပ်ရတတ်ပါတယ်။ အရှိရင်ငရေသူများအနေနဲ့ရီးသားတောင်းကြောပေါင်းတော်တယောက်ဆိုစကားကိုမှတ်ယူခဲ့မှုကြောင့်ရီးသားများကြားပြန်များရတတ်ပါတယ်ထီထိုးမဲ့ဆိုရင်တော့လီနဲ့လျှောက်ကိုပအောင်ထိုးပေးပါအခေယမလိုပါဘူးရေရရဇီရတော်တဆူဆူဤတနင်္လာတောင်းတွင်ရှိသောစင်နုတော်အားအမွှေးနှက်တာနေရေတက်ပေပေးပါအညာအခိုက်များပြပြောင်း၍ကောင်းကျိုးချမ်းသာမှုကိုမောရှာခံစားရပါလိမ့်မယ် င်္ဂသာသမီးများစီးပွားရေးဤရက်ပိုင်းတွင်တတိသည်တင်းဤတခင်ဆိုစကားကိုဆွေမျက်မှတ်ယူတင်ပါတယ်မိမိရဲ့တတိကိုအဖို့ပြုပြီးအရာရာမှာတတိခါလောက်ကင်တင်ပါတယ်ပစ္စည်းဥစ္စာပြောက်ခြင်းလူလိမ်ခင်ရခြင်းများအကျဉ်းအတ်တပါတယ်အစားအစာကိုစိတ်အလိုလိုက် စားတောက်မှုကြောင့်အိမ်ရှိအိမ်သားများစက်မရည်ညံတတ်ပါတယ်မိမိရဲ့သူတပားအပေါ်ကောင်းခဲ့သည်များယခုအခါမိမိအပေါ်ကျေးဇူးကံသူများပေါ်လိမ့်မယ်ရဝေမာတကြီးရွယ်ဦးညာအိမ်ညံ့နေတဲ့ခုပါကအိမ်တွင်ရှိအင်္ဂါသာသမီးတူဦးအိမ်မထွက်သွားတတ်ပါတယ်မိမိနဲ့ ူတွဲလို့တော့အပေါင်းအသင်းဒုက္ခပြတတ်ပါတယ်အလုံးလို့တော့လည်းအခက်အခဲများဖြစ်တာလုံနေရပါလိမ့်မယ်အစားစားရရာသတိထားရမယ့်ရပိုင်းသာဖြစ်ပါတယ်အရှိရေငရဲသူများအပြိုလူပြိုများမယူရထားတော့သူများနဲ့ရုတ်တရက်ပတ်သက်ရတတ်ပါတယ်ထီထိုးမဲ့ဆိုရင်တော့တီအစာရှောက်အစာထီထိုးပေးပါအခေယမလိုပါဘူးရတရားအုံဒီပါတော့မဟုတ်တခုကိုစွန့်တော့ကက်၍လိုရာစုကိုလေးလေးနက်နက်လေးတောင်းပါအညာခိုင်များပြပြ၍ကောင်းကျိုးချမ်းသာမှုကိုမုံရှာခံစားရပါလိမ့်မယ် ဗုဒ္ဓဘုရားသမီးများစီးပွားရေးဒီအချိန်ပိုင်းဟာမိတ်ဆွေအနေနဲ့ပန်ကျဲတဲ့လမ်းလျှောက်လမ်းရသလိုအရာရာအတန်ရနေပါလိမ့်မယ်။တခုမှကျင်တာကတော့ကံကောင်းတဲ့အချိန်ဖြစ်လို့မိမိရဲ့ကံတရားများပျောက်ပြတ်မသွားအောင်ကောင်းတဲ့ကိစ္စများကိုသာလှုပ်ဆောင်သင့်ပါတယ်။ရက်ဝင်းမြေရှားမှာတရင်ကောင်းတစ်ခုကြာရတတ်ပါတယ်။ဒီကလာမှာငွေဝင်တော်လဲငွေမမြဲခြင်းကိုတော့ကြုံရတတ်ပါတယ်။အကောင်းဆုံးကတော့ငွေဝင်ခဲ့ရင်မိမိလက်ထဲမှာမထားဘဲမိသားစုတူဦးွားဖြစ်စေ၊ဗမာအထားရမျိုးဖြစ်စေပြုလုပ်ထားသင့်ပါတယ်။လုပ်ငန်းခွင်အတွင်းမှာလည်းမိမိလက်ရှိလောက်ကနေတဲ့ အလုပ်ဌာနထက်ကောင်းတဲ့ဌာနကိုပြောင်းလဲလုပ်ကင်ရတတ်ပါတယ်လုပ်ငန်းသင်စတင်လို့သူများအတွက်လည်းစီအချိန်ဟာစတင်လုပ်ကင်တင်ပါတယ်အရှိရေငရေသူများအရှိရေနေနဲ့ရှစ်တော်ညာလဲအလျာရလှပနေမိဟုဆိုသလိုမိမိနဲ့ရှစ်သူကြားကြည်နူးစရာရှင်တွေကိုဖျက်တမ်းနိုင်မဲ့ရှိန်ပါပဲထီထိုးမဲ့ဆိုရင်တော့မိမိအိမ်ရဲ့အဝတ်ဗီဒီယိုတွင်မှနမိတ်ောက်ယူပြီးထူပါရဲ့ရယာအိရှိဖျားရင်ကော်ပီတစ်ခွက်နဲ့ကိမုတ်တစ်ချက်ကိုကတ်လူပူဇော်ပေးပါ ကြာသာပရိသတ်သမီးများစီးပွားရေးဒီချိန်ဟာမိတ်ဆွေအနေနဲ့ခုတ်ရတရှားရှာရတလွဲဖြစ်တတ်ပါတယ်မိမိလုံမဲ့ဟုကြံဆောင်ထားတဲ့အိမ်အလှူမင်္ဂလာကိစ္စတွေလည်းမလုပ်ဘဲထင်းကောနေတတ်ပါတယ်ဝန်ထမ်းများအလုပ်တွင်လွှဲချုပ်မှုများကြောင့်ပြဿနာကြုံရတတ်ပါတယ်မိတ်ဆွေကိုအကြောင်းပြု၍စက်ပစ္စည်းဝင်လာတတ်ပါတယ်ခရီးထွက်ဖို့ကြံရွက်ထားရင်တော့ကြံရွက်ထားတဲ့ခရီးလမ်းကြောင်းထပ်ပုံမှုသွားရတတ်ပါတယ်မိသားစုတွင်ရှိကြည်ကဲသူမှပေးသောလက်လာပါများရရှိတတ်ပါတယ် အရှိရေအိမ်တော်ရှင်များဇနီးမယားရဲ့ရှိခင်ကျင်နာမှုကိုရခင်အားထပ်ပုံမှုခန်းစားရတတ်ပါတယ်။ငယ်ရသူများအနေနဲ့ရှစ်သူနဲ့မိမိသားလွှဲချုံမှုများကြောင့်စိတ်ဆိုးစိတ်ကောက်ဖြစ်ရတတ်ပါတယ်။ထိထိုးမဲ့ဆိုရင်တော့၃နဲ့2ကိုပေါအောင်ထိုးပေးပါ။ရတရမိမိပုံမှန်အိတ်နေတော့အိတ်ရနေရပြောင်းရွှေ့အိတ်ပေးပါ။ တောက်ကြသားသမီးများစီးပွားရေးဒီရက်တွေမှာအဟောင်းရဲ့ကောင်းခြင်းကိုတွေ့ကြုံခံစားရပါလိမ့်မယ်။မိဟောင်းဆွေဟောင်းများနဲ့လည်းပြန်လည်တွေ့ဆုံရလိမ့်မယ်။အဲ့ဒီမိဟောင်းတွေကြောင့်ပဲစိတ်ချမ်းသာစရာပျော်ရွှင်စရာများတွေ့မယ်။ပစ္စည်းများအသစ်ဝင်ပြီးကောင်းသောဝင်စီမဲ့ဖြစ်ပါတယ်။ရခင်ကယဉ်ဤထားသောကြောင့်ကုန်ထားသောထွက်ထားသောပစ္စည်းများလည်းပြန်လည်ဝင်တတ်ပါတယ်။ လုပ်ငန်းမှာနမည်ကြီးချင်းယာတုတက်ရှင်နမည်ကောင်းရခြင်းများလည်းကြုံမှုရှိပါတယ်။မိမိရဲ့ပြောဆိုနေထိုင်ကိုသာဆင်ကျင်ပေးသင့်ပါတယ်။တငယ်ချင်းမိတ်ဆွေလူကိစ္စမင်္ဂလာကိစ္စများလည်းပေါ်တက်ပြီးကိုယ်တိုင်ဥဆောင်လောက်ကင်ပေးရတတ်ပါတယ်။ ရှိရေအိမ်အောင်ရေးတွင်ခမွန်းတဲ့အတွက်စိတ်ညစ်စရာနေငယ်ပေါ်မယ်သို့သောဆူဆူဝါးဝါးမဖြစ်နိုင်ပါအရှိရေနဲ့ပတ်သက်ပြီးယနေ့တွင်စိတ်တဆန်းနဲ့ပန်တခန့်ရေးခြင်းဆိုသလိုမိမိနဲ့ရှိသူကြားအခက်ခဲများရှိနေတော့ညာလဲယနေ့တွင်ပျော်ပျော်ရွှင်ရွှင်နဲ့ရရှိပါလိမ့်မယ်ထီထုံးမဲ့ဆိုရင်တော့နှစ်အစခုနှစ်အစကိုထိုးပေးပါရေရရာအိမ်ဖြားရှိနနက်ပိုင်းတွင်စမှုစာတပွဲကပ်လှူ၍လိုရာစုကိုလေးလေးနက်နက်လေးတောင်းလိုက်ပါ စနေသားသမီးများစီးပွားရေးဒီအချိန်မှာလောက်တာကဒီစိတ်ရောက်တော့ဟိုဟာဆိုသလိုမျိုးဖြစ်နေတတ်ပါတယ်မိမိလက်ရှိလောက်ကိုင်းနေတဲ့အလုပ်ပေါ်စိတ်ဝင်စားပဲရှိနေတတ်ပါတယ်အလုံးမထွက်လို့ချင်းပျောက်ရှုလို့ချင်းစိတ်တွေစိတ်ကူးများပေါ်တတ်ပါတယ်စဉ်းစားပြီးရင်တော့ကျန်စီမှုတွေကိုသာအမြင်သာအကောင်းထည်ပေါ်တင်ပါတယ်လုပ်ငန်းရှင်များအနေနဲ့အလုပ်သစ်ထူထောင်လို့ချင်းများဖြစ်နေလိမ့်မယ်ပိတ်ဆိတ်ရေးချာကဲ့သို့အကြံပေးရရင်တော့လက်ရှိလောက်ကိုင်းနေတဲ့အလုပ်ကိုသာဆက်ရွေးလုပ်နေလိုက်ပါဒီအချိန်မှာသူများအတွက်အမခံပေးတာမျိုးကိုစားလုပ်နေတာမျိုးတွေမလုပ်ပါနဲ့မိမိမှ ပေးစရာရှိသောငွေစည်းများအတွက်မပူပင်ပါနဲ့။ကုညီမဲ့သူများပေါ်လာပါလိမ့်မယ်။ခြေလိုက်ထိခိုက်တာမျိုးဖြစ်တတ်ပါတယ်။အရှိရေအိမ်နောက်ရေးမှာတော့မတည့်တူနေဆိုသလိုမကြာခဏစကားများရင်ဖြစ်နေတတ်ပါတယ်။ငွေရသူများအရှိရေနဲ့ပတ်သက်ပြီးဆွေးသားဆွေးအေးမလားဆိုသလိုမိမိမှချစ်သူပေါ်လက်ဆွေးနေမိတော့လဲချစ်သူရဲ့လွတ်လပ်ရှုခြင်းကိုသာခံနေရတတ်ပါတယ်။ထိထိုးမဲ့ဆိုရင်တော့ကိုနဲ့သုံးကိုပအောင်ထိုးပေးပါကျရိယာအင်ဖျားတွေမမြုပ်ဝံငါပွင့်ကိုလှူပြီးလူရစုကိုတောင်းလိုက်ပါ